ကျောင်းထဲတွေကိုတူးစီနဲ့ဘူတီထောင်းဒီထော်ပြီးဇာတ်ထိတ်ကိုပြန်တက်တော့မယ့်ဂိမ်းမှုများဘိတ်သာမိလာများသူပြောင်းအမကွန်ရှီကိုအေဂျင့်ကနေအားလုံးကိုကြိုးစားလိုက်ပါရင်ဂိမ်းမှုတော့တကယ်ကျန်းနေပါပြီဂိုလမတီလက်စမန်ရဲ့လက်စွမ်းပြမှုရှက်ကိုရဲ့ပွဲဆက်ဂေါ်တင်မှုနဲ့တွင်အင်္ဂလမနိုင်ဝဲဆက်ခဲ့ပြီးဖြစ်ပါရင်ဂိမ်းမှုတော့နေနဲ့ဂိုလမနေရာအတွက်ခေါင်းကိုက်နေရတာအတော်လေးကြာနေခဲ့ပြီးဖြစ်ပါရင်အထူးတော့ဒီဘက်မှာအော်နန်နာပရင်တရားတော့ပေးတဲ့ခေါင်းကိုက်တန်အားကိုလက်စမန်ကဖြည့်သိပေးလိုက်ပြီးဖြစ်ပါရင် အစင်းချောင်းနေရာကဆန္ဒလုံးဝင်နိုင်ခဲ့တာဆိုတော့ဂိမ်းဘူးတို့အတွက်ကိုယ့်ထက်အစင်းမိတဲ့နေရာကအသိဝင်နိုင်တာမို့စိတ်သက်ခွာတဲကြွားစရာလည်းအများကြီးဖြစ်နေမှာသိကြပါရင်အနိုင်ရလက်ကရင်ပြောစရာဖြစ်နေတယ်မကကစားကွက်ကလည်းကောင်းကစားမတိုင်းကလည်းခြေစွမ်းပြဆိုတော့ဂိမ်းဘူးတို့ရဲ့နိုင်ဝဲကတကယ်ကိုချုံမိန်လွန်းခဲ့တာဖြစ်ပါရင်ဂိမ်းဘူးတို့အရင်နေပွဲမှာလင်းနေတဲ့ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတိုင်းစစ်မှာရှယ်ကိုကိုတောင်းတင်ကစားကောင်အမ်ဘိုမောမောက်တွင်နဲ့တွေ့မိထားပါရင်ကွင်းလယ်မှာတော့ကက်စမန်တို့နဲ့ဘရူနိုဖာနန်တို့ရဲ့ပွဲထွက်လာခဲ့ပြီးဝင်းဘတ်တွေအပြင်ဒါလောနဲ့ဒိုဂူကိုခင်းညင်းသွားခဲ့တာဖြစ်ပါရင်ဂိုလ်မားကတော့လက်စမန်ဖြစ်ပြီးနောက်တန်းမှာဒီလေရိုရိုနဲ့ ောက်ရှာတော့ကိုခင်းကျင်လာခဲ့တာဖြစ်ပါရင် ဆရာလက်ကလည်းဒီနှစ်သုံးနှစ်ကစားကောင်းမှာသူတို့ရဲ့အကောင်းဆုံးလို့ဆင်းနေမယ်ဂိမ်းမှုတွေအရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ဂိမ်းမှုတွေကပွဲဆောင်မှာချွဲချောင်းအတိုင်းစစ်စစ်ပေါ်ကြိုးစားခဲ့တယ်လို့ဂိုးတင်ခွင့်လည်းများပြားရခဲ့တာဖြစ်ပါတယ်။ပွဲချိန်9မိနစ်နောက်ပိုင်းမှာဂိမ်းမှုတွေကပွဲကိုတောက်လျှောက်လွှမ်းမိုးထားနိုင်ခဲ့ပြီးခွင့်ချိုလည်းရရှိခဲ့ပါတယ်။ပွဲချိန်10မိနစ်မှာတော့ဂိမ်းမှုတွေကဥဆောင်ဝဆန်းနေရရှိခဲ့ပြီးအမှုမဖြစ်ချိုးပေးလိုက်တဲ့ဘောလုံးကိုမောက်ကတစ်ချက်ထိန်းကကန်သွင်းခဲ့တာဖြစ်ပါတယ်။ဥဆောင်ဝရရှိသွားခဲ့ပြီးနောက် United ဘက်ကလည်းကစားကောင်မချပဲတောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပါတယ်။ပွဲချိန်20မိနစ်ဝင်ချိန်မှာတော့ညာတော်ပဲတစ်ချက်အာမက်ကဆွဲပြေးကန်သွင်းခဲ့ပေမဲ့ကုသမာပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဲနောက်တမနစ်အကြာမှာအာမေရဲ့ဖန်နီးပင်မှုကနေ MO ကအဝေးကန်ကျတဲ့အဆုံးတက်ခဲ့ပေမဲ့ဒီတစ်ခါမှလည်းပြန်မဲ့ကုလမကပဲကာကွယ်သွားနိုင်ခဲ့တော့ပါကေဘလိုအရင်းနေပွဲမှာတိုင်းစစ်သားမောင်တော်လေးကောင်းမွန်ခဲ့ပြီးပြန်မဲ့ကုလမရဲ့လန်ဆွမ်းပြောင်းမှုတွေကြောင့်သာစောစီစီဂုံးပြပြခဲ့တာဖြစ်ပါတယ် ပွဲချိန်29မိနစ်မှာတော့ဘရူနိုရဲ့ကံကြကတော်လေးကောင်းခဲ့ပြီးဂိုဘာရဲနဲ့ထိထွက်သွားခဲ့တာဖြစ်ပါရင်ပွဲချိန်30မိနစ်မှာတော့ United ဘက်ကနောက်ထပ်ဥဆောင်ကိုတက်မဲ့ရရှိသွားခဲ့ပြီးဒါလော့ရဲ့လက်ပစ်ဘောကိုပြန်မဲ့နောက်ခံလို့ရှင်းထုတ်ဖို့မတက်ရက်ကကနေရှက်ကိုကသွင်းသွားခဲ့တာဖြစ်ပါရင်ဒါရှက်ကိုအတွက်တော့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါရင်ဆန်လန်ဘက်ကလည်းတက်မဲ့တိုင်းစစ်တွေကနေဖိအားပေးဖို့တချို့ပြုလုပ်လာနိုင်ခဲ့ပေမဲ့ United ခံစေအကြောင်းကိုတော့ကြော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲချိန်၄၀မိနစ်မှာတော့ဒါလော့အခွင့်အရေးတစ်ချိန်ရလိုက်သေးပေမဲ့ကံချက်ကအပါသွားခဲ့တာကြောင့်ကိုဘေးကနေကတ်ထွက်သွားခဲ့တာပါ။ ပွဲချိန်၄၄မိနစ်မှာတော့ဇာကာရဲ့အဝေးကန်ကြကတော်လေးကောင်းမွန်ခဲ့ပြီးဂိုလမလက်စမန်ကာဝယ်သွားနိုင်ခဲ့ပါတယ်။အဲနောက်ဆန်လန်ဘက်ကလည်းတောက်ချောက်ပြားပေးထားနိုင်ခဲ့ပေမဲ့လက်စမန်ရဲ့လက်စွမ်းပြောင်းအကြောင်း United တို့တက်တာရခဲ့တာဖြစ်ပါတယ်။ Brown နာချင်းအချိန်ပေါ်မှာတော့ United တို့ penalty ပေးရမလို့ဖြစ်ခဲ့တဲ့ပေမဲ့ VAR ကကယ်တင်သွားခဲ့ပါတယ်။ Grey Iron ပြန်ဆားမှာတော့ United တို့အထာနေနေခဲ့ပြီးဆန်လန်ရဲ့ပြန်လည်ပြားပေးမှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့လည်းဒီပွဲကြားမှာဆန်လန်ကန်ဆေကကြောင်ဖက်နေသလားထင်ရလားအောင်အားနည်းချက်တွေရှိနေတဲ့ယူနိုက်တက်နောက်တန်းကိုကြော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ United ကလည်းပွဲကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာခဲ့ပြီးပွဲချိန်မိနစ်80မှာတော့အမဲအဖြေချိုးပေးမှုကို Casemiro ကအပပပါနဲ့အဆုံးသတ်ခဲ့ပေမဲ့ကန်ချက်ကအပြင်းလွနေတာကြောင့်မိုးပေါ်ထောင်သွားခဲ့ပါတယ်။လက်ချံပွဲချိန်တွေမှာတော့ပြန်လည်ထိုးဖို့မှုတွေကိုမြင်တွေ့ခဲ့ရပြီးခွေးတွေလည်းရရှိခဲ့ပါတယ်။ပွဲချိန်89မိနစ်မှာတော့ Sunderland ဘက်ကခြေပါကိုရရှိနိုင်တဲ့ခွင့်ကို Lesman ကကာကွယ်သွားနိုင်ခဲ့ပါတယ်။လက်ချံပွဲချိန်တွေမှာတော့ United တို့ကပွဲကိုထိန်းချုပ်ကစားဖို့ကြိုးစားလာခဲ့တာကြောင့် Brown ကရလက်အတိုင်းပဲပွဲပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါမြန်မာ view တွေကလောက်ပါမယ်။ နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါရယ်ခင်ဗျာ